မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြာထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာဂျေဇူရာပြင်ကျွန်တော်နဲ့အတူဘုဂဘတော်စင်ကျင်ဘုရားခင်ပြင်ဆင်ပေးတဲ့အတွက် စာလံကျမ်းခန်းကြီး29အပိုင်ငယ်30ကိုစင်ကျင်ဘုပြင်ဆင်ထားပါတယ်ကိုမိပါတို့သည် အကျွန်ုပ်ကိုစွန့်တော်လဲသာဝရဘုရားသည်အကျွန်ုပ်ကိုချီယူတော်မူမည် ဒီနုကဖတ်တော်ကိုကြည့်တဲ့အခါမှာသာဝရဘုရားကဘယ်တော့မှစွန့်ပစ်တော်မမူဘူးဆိုတာကို ဖော်ပြထားတာတွေ့ရပါတယ်။မိဘတွေစွန့်ပစ်သွားရင်တောင်မှသာဝရဘုရားကမစွန့်ပစ်ဘူးလို့ပြောတဲ့အတွက်ဒီအကြောင်းအရာလေးကိုလေးလေးနက်နက်စဉ်းစားမိပါတယ်။ဘာကြောင့်လဲဆိုတော့လောကမှာမိဘတွေက သားသမီးတွေကိုစွန့်ပစ်တယ်ဆိုတာတော်တော်လေးကိုခဲယဉ်တဲ့လုပ်ရမျိုးဖြစ်ပါတယ်။သဘောကတော့ တရမှာ90ရာခိုင်နှုန်းလောက်ကတော့သားသမီးတွေကိုစွန့်ပစ်မှာမဟုတ်ပါဘူးခင်မုန်းလုတဲ့သူကတစ္ဆာမဲ့ပြီးထားခဲ့ရင်တောင်မှမိခင်က ကိုယ့်ရဲ့ရင်သွေးကိုရောက်အောင်မွေးပြီးတော့မှကြိရှုပြုစုတတ်တာပဲဖြစ်ပါတယ်တော်ယုံစိတ်မျိုးနဲ့တော့ကိုယ့်ရင်သွေးကိုစွန့်ပစ်တယ်ဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲဖြစ်ပါတယ်မိဘဆိုတာက ကိုယ့်ရဲ့အသွေးသားရပြီဆိုတာနဲ့သူ့ရဲ့စိတ်က မိဘဆိုတဲ့စိတ်မျိုးဖြစ်လာပြီးတော့မှကိုယ့်ရဲ့ရင်သွေးကိုကိုယ့်ကဲ့သို့ကျွေးမွေးပြုစုဖို့ရန်ဘုရားသခင်ကစီစဉ်ထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့မိဘတွေဆိုတာကသားသမီးတွေမရှိခင်တုန်းကတော့ကိုယ့်အတွက်ကိုယ်ရှာစားတာဖြစ်ပါတယ်။သားသမီးတွေရှိလာတဲ့အခါမှာကိုယ်မစားရရင် တောင်မှ ကိုယ်စားရမယ့်အရာကိုသားသမီးတွေကိုကြွေးတတ်တာမိဘတွေရဲ့တဘာဝပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မိဘတွေကစွန့်ပစ်တယ်ဆိုတာရှားပါတဲ့ကိစ္စဖြစ်ပါတယ်။ မိဘတွေက သားသမီးတွေကို ပြုစုကျွေးမွေးမယ်ဘလို့ပဲအခက်အခဲရှိရှိ တာဝန်ကျေတဲ့မိဘတွေကတော့များပါလိမ့်မယ်သို့တော်လဲမိဘတွေကဖြစ်တောင့်ဖြစ်ခဲတဲ့စွန့်ပစ်မှုမျိုးပြုခဲ့ရင်တောင်မှသာဝရဘုရားကဘယ်တော့မှစွန့်ပစ်တော်မမှုဘူးဆိုတာကိုဖော်ပြထားတဲ့အတွက်ဘုရားသခင်ဘက်မှာတော့အင်မတန်မှတရားရာဂိုင်းတော့မစွန့်ပစ်တာသေးချပါတယ်ကျွန်တော်တို့ကသာဘုရားသခင်ကို စွန့်ပစ်သွားကောင်းစွန့်ပစ်သွားနိုင်လိမ့်မယ်။ဖရာသခင်ဘက်ကတော့ဘယ်တော့မှစွန့်ပစ်ဖို့ရန်အစီအစဉ်မရှိဘူး။ကျွန်တော်တို့အပြစ်လို့လို့ဖရာနဲ့ဝေးကွာသွားရင်တောင်မှကဲတင်ဖို့နီလန်းကိုလည်းဖရာသခင်က ပြင်ဆင်ထားတာပဲဖြစ်ပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ဖရာသခင်ကကျွန်တော်တို့ကိုကဲတင်ဖို့ရန်ချီဆောင်ဖို့ရန်ရွေးနှုတ်ဖို့ရန်အတွေ့နေ့ရဲ့အစဉ်တိုင်းမှာ ပြင်ဆင်ပေးနေတယ်ဆိုတာကိုသိဖို့လိုပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့ ကျွန်တော်တို့ဟာဘယ်တော့မှစွန့်ပစ်ခံရတဲ့သူမဟုတ်ဘူးဘသူကပဲကျွန်တော်တို့ကိုအလေးမထားစွန့်ပစ်ခဲ့ပါစေဘုရားသခင်က ကျွန်တော်တို့ကိုစွန့်ပစ်မထားဘူးလို့ဂတိရှိတဲ့အတွေ့လုံခြုံမှုစိတ်ချမှုရနိုင်တယ်ဆိုတာကိုသိဖို့လိုပါတယ်နောက်ဆုံးကိုတယောက်တည်းရှိခဲ့ရင်တောင်မှဘုရားသခင်ကကျွန်တော်တို့ဘေးမှာရှိနေပြီးတော့မှ ကျွန်တော်တို့ကိုကြွယ်ကာပေးအောင်မှာဖြစ်တယ်ဆိုတာကိုသိရှိနားလည်ဖို့အရေးကြီးပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ ဘုရားခင်ကကျွန်တော်ရဲ့ကောင်းကင်အဖဖြစ်ပါတယ်ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဘုရားဖြစ်ပါတယ်သူ့ရဲ့တဒံတော်နဲ့အညီဖန်ဆင်းထားတဲ့ကျွန်တော်တို့ကိုတန်ဖိုးထားမျက်နိုးတဲ့ဘုရားဖြစ်ပါတယ်ဘလို့သေးပေးအန်ဒီရဲ့အမျိုးမျိုးကြုံတွေ့နေပါစေဘုရားခင်ရဲ့ချစ်ချင်းမြတ်တာကကျွန်တော်ပေါ်မှာရွေ့သွားမှာမဟုတ်ပါဘူးတောင်ကြီးတောင်ငယ်တွေရွေ့သွား꽌ပြောက်သွားရင်တောင်ဘုရားရဲ့မြတ်တာကကျွန်တော်အပေါ်မှာတည်နေအောင်မှာပဲဖြစ်ပါတယ်ဘုရားခင်က ကျွန်တော်တို့ကိုတံပိုးထားတယ်အလေးထားတယ်ဘုရားခင်ကကျွန်တော်တို့ကိုချစ်တယ်ကျွန်တော်တို့ကိုတိမ့်ပိုင်မယ်ကျွန်တော်တို့ကိုကွယ်ကာမယ်ကျွန်တော်တို့ကိုချီးမြှောက်မယ်ကျွန်တော်တို့ရဲ့ဝမ်းနည်းမျက်ရည်တွေကိုတုပ်ပေးမယ်ဘုရားခင်ကကျွန်တော်တို့အတွက်အရာခတ်သိမ်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာဘယ်အရာကိုမှကြောက်စရာမလိုပဲသာဝရဘုရားကိုသာခိုလွန်ဖို့အင်မတန်အရေးကြီးပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့သာဝရဘုရားနိပါးမှာရှိတဲ့အတွက်ဂျေဇူးပြုတော်မူသောအရှင် ကျွန်တော်နဲ့အတူရှိတဲ့အတွက်အာယူ၍ရဲရင်သောစိတ်နှလုံးရှိပါသာဝရဖျားကိုပဲမျှော်လင့်ပါဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျားကိုရောကိုယေရှုတင်ပါれလူတွေစွန့်ပစ်တတ်တဲ့ဆိုပေမဲ့ကိုရောကမစွန့်ပစ်သောကြောင့်ယေရှုတင်နေနေစဉ်သက်တာကိုလမ်းပြပါတနေ့တာလုံးကောင်းကြီးပေးပါခန္ဓာစိတ်ဝိညာဉ်မဆားခြင်းအမျိုးမျိုးနဲ့ပတ်ရပါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲခန္ဓာစိတ်ဝိညာဉ်ကြမှာခြင်းနဲ့ ပို့ဆောင်တော်မူပါမည်အကြောင်းတနေ့တာလုံးလက်ဝတ်အနှံလျက်သခင်ယေရှုခရစ်တော်နာမ၌ဆုတောင်းပါ၏အာမင်